ိုဦးဆောင်လိုက်တဲ့ choir group တိုင်းလူပျောက်ပျောက်ပျောက်သွားတယ်ဆိုလို့ရှိရင်ဒီ၃ချက်ကိုကိုသုံးမိနေပြီလားဆိုတာပြန်ပြီးတော့မှဆန်းစစ်လိုက်ပါနံပါတ်၁တစ်ချက်က complain တက်တာချိန်ထားတာကကျွန်တော် choir တိုက်ဖို့အတွက်ကို၉နာရီချိန်ထားတယ်ဒါပေမဲ့ရောက်လာတာ၉ခွဲ၁၀နာရီမှရောက်လာတယ်ဆိုလို့ရှိရင်အထူးသဖြင့်တခြား choir member တွေရဲ့ရှေ့မှာအာမြင်ဘာဖြစ်လို့နောက်ကျလဲဟိုကဖြစ်တဲ့တရားဖြစ်တဲ့သွားပြီးတော့မှ complain တက်တာဒီလိုမျိုးလုံးမိနေပြီလားပြန်ပြီးဆန်းစစ်ရမယ်နံပါတ်၂ကကျတော့ကျွန်တော် compare သွားလောက်တာ အာကျင့်လာဆိုမကျင့်လာဘူးသူတော်မှအရန်ကျင့်လာတယ်နေရဘာဖြစ်လို့မကျင့်လာလဲဘာဖြစ်တယ်ညာဖြစ်တယ်သူကအရန်တော်တယ်အရန်စူးစားတယ်အရန်လေးကျင့်တယ်နေရကြတော့မလေးကျင့်ဘူးနေရကြတော့မတော်ဘူးဒီလိုမျိုးတွားပြီး compare လုပ်လို့မရအောင်ဒါနံပါတ်1အချက်ကိုတတိထားပေးရမယ်။နံပါတ်3တစ်ချက်ကကျတော့ comment သွားပေးတာ၊အမိန့်သွားပေးတာ။ငါပြောတယ်လို့လို့နင်မထိနဲ့ဆိုမထိနဲ့၊နင်မသိနဲ့ဆိုမသိနဲ့၊နင်ဆိုဆိုဆို။ကိုခွာရဥဆောင်တဲ့အခါမှာဒီ3ချက်ကိုအသုံးပြုမမိနေသလားဆိုတာကိုကိုကိုပြန်ပြီးတော့မှ sense ကြည့်လိုက်ပါ။ ဒီအချက်ကိုပြုပြင်ပြီးတော့မှကိုယ့်ရဲ့ choir member တွေနဲ့ကျွန်တော်ပျော်ရွှင်စွာနဲ့ဂီတကိုလုပ်နိုင်မယ်ဆိုတာကျွန်တော်ယုံကြည်တယ်။ကဲလို့ဒီ video ကကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင် comment မှာ choir လို့ရေးလာခဲ့ပေးပါ။နောက်ထပ်ဂီတနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိရဖို့အတွက် Harry ရဲ့ TikTok account ကို follow လုပ်ခဲ့ပေးပါ။ကျေးဇူးတင်ပါတယ် Harry ဖြစ်ပါတယ်။